မဲမင်္ဂလာပါကျွန်တော်ကတော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံကြောရေးဆိုဝင်ရှိသူနေဖုံးလက်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်ထောင်စုဝန်ကြီးနေဖုံးလက်မှပြည်သူနဲ့နိုင်ငံတကာစီတို့တည်င်းပါလိုက်ပြီးမှုအဆုံးထိနားဆင်ပေးသွားခဲ့ကြပါအောင်ခင်ဗျာပုံမှန်ပြုလုပ်နေကြဖြစ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တည်င်းတကာပြောကြားခြင်းအစီအစဉ်ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြို့သားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးကရနီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးဘိုးကောင်ပြည်ဖွဲ့ဝင်ဦးချစ်ထွန်းမာခူဤချစ်ထွန်းဟာ2025ခုနှစ်စက်တင်ဘာလ25ရက်နေ့မှာတော်လိုင်းရေးတာဝန်တွေကိုထမ်းဆောင်ရင်းယောဂာနဲ့ကွယ်လွန်ခဲ့တဲ့အတွက်မြို့သားညညရေးအစိုးရအနေနဲ့များစွာဝန်ထဲကြေကွဲရပါကြောင်းဖော်ပြလိုပါတယ်။မြို့သားညညရေးအစိုးရအနေနဲ့ကွယ်လွန်သူဦးချစ်ထွန်းရဲ့တော်လိုင်းရေးတခြားမဆုံးမနစ်တာဝန်ထမ်းဆောင်ခဲ့မှုတွေကို ဥညွတ်ဂုံပြုလျက်ဥချစ်ထွန်းနဲ့တကားဒိုင်းသားညီကို မောင်နှမတွေအားလုံးလိုလားတဲ့တရားမျှတလွတ်လပ်ပြီးဒန်းတူညီမျှသော Federal Democracy ပြည်တော်စုသည့်ပေါ်ပေါက်လာရေးအတွက်မစုံမနစ်သောဇွဲလုံးလဝရိယာတွေနဲ့ဥလေမတုံဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းဂရိပြုပြောကြားလိုပါတယ်။သခိုင်းတိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကဝိုင်းပတ်ထိန်းချုပ်ထားတဲ့မြို့တွေထဲကမှကတခိုင်ဗမောက်မြို့နယ် ဗမောက်မြို့ကိုမြို့သားညွရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကုတ်ကဲဥဆောင်မှုနဲ့စက်တင်ဘာလ15ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာလ20ရက်နေ့မှာပဲအောင်မြင်စွာတိမ့်ပတ်ရရှိခဲ့ပါတယ်။ဒီမြို့သိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁စစ်ဒေသရဲ့ကုတ်ကဲမှုနဲ့အမှတ်၁စစ်ဒေသစစ်ဆင်ရေးမှူးကတာခရိုင်ကုတ်ကဲမှုဦးစီးတဲ့ကတာခရိုင်အမှတ်၂၄၅တပ်ရင်းကတာခရိုင်အမှတ်၁၃တပ်ရင်းထုံနှုတ်ဖွဲ့ အမှတ်တစစ်ဒေသက NCO တက်ကြတင်နန်းစစ်ကြောင်းတင့်နှစ်အထူးလှူရှားတပ်ရင်းများကတားခရိုင်ပကဖလှူရှားအဖွဲ့ဗမောက်မြို့နယ်ပကဖထီးကျိုင်းမြို့နယ်ပကဖကတားမြို့နယ်ပကဖအမှတ်၁လက်နက်ကြီးတက်ရင်ကတားခရိုင်လက်နက်ကြီးအဖွဲ့ဒရုန်းအဖွဲ့ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်ဒီတိုက်ပွဲမှာမိမိတို့ရဲ့အတက်ကိုဗဒါနမထားပဲရွရွချွန်ချွန်တိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်အပေါင်းကိုအထူးဂုဏ်ပြုကြောင်းပြောကြားလိုပါတယ်။ မြင့်မြတ်စွာကြာဆုံးခဲ့ကြတဲ့ရဲဘော်6ဦးကိုလည်းလေးမြတ်စွာနဲ့ဥညွတ်လေးပြုပါတယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ရဲဘော်တွေကိုလည်းအမြန်ဆုံးတတ်တာပျောက်ကင်းကြစေဖို့မေတ္တာပို့သလိုက်ပါတယ်ဗမောက်မျိုးသိန်းတိုက်ပွဲတာမကနိုင်ငံအနှံ့ကတိုက်ပွဲပေါင်းများစွာမှာရှေ့တန်းကနေတိုက်ပွဲဝင်နေကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတ်တပ်ဖွဲ့ဝင်တွေ တိုင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ဒေသဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံးရဲ့ကျဲစွမ်းတက်တိနဲ့တိုက်ခတ်ရေးစွမ်းရည်တို့ကိုလည်းတိမှတ်ကုန်ပြုကြောင်းပြောကြားလိုပါတယ်။ဒါ့အပြင်မြမမီမှာဆရာနာရှင်စနစ်ကြဆုံးပြီး Federal Democracy စနစ်ထွန်းကားရေးအတွက်အသက်ခံတာကိုလက်အင်ကပေးဆက်ဆွန့်လွတ်ခဲ့ကြတဲ့အာဇာနည်သူရဲကောင်ပေါင်းတို့ရဲ့ကျေးဇူးကုံကိုမြို့သားညီညွတ်ရေးအစိုးရအနေနဲ့အလေးအမှတ်ထားတိမှတ်ဥညွတ်ကြောင်းကိုလည်းလေးလေးနက်နက်ပြောကြားလိုပါတယ်။ မောင်မြို့တိုင်းတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေဟာလည်းကြာရနေရာကနေပူပေါင်းပါဝင်တိုက်ပွဲဆင်ခဲ့ကြသလိုအခြားသောစစ်စီရင်တွေကိုလည်းဟန်ချက်ညီပေါ်ဆောင်ခဲ့ကြပါတယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်စစ်တပ်စခန်းကနေရွှေဘိုလေးကျင်းရေးရှင်းနဲ့ဗုတ်ကုန်းပြည်စော်ဒီရွာကိုလာတဲ့အကြမ်းဖက်စစ်ကြောင်းကိုအမှတ်နှစ်ရွှေဘိုခရိုင်အမှတ်၃တပ်ရင်းခင်ဦးမြို့နယ်ပကဖတိုက်နယ်ပကဖတွေဖြစ်တဲ့အမှတ်၁၄၃၄၅နဲ့ ခင်ဦးမြို့နယ်ပါလာဖွာတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြသလိုစကိုင်းတိုင်းကံဘလူမြို့နယ်ဇီးကုန်းမြို့ရဲစခန်းကိုလည်းကံဘလူခရိုင်ပကဖအတုလှုပ်ရှားတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ပြီးဖမ်းဆီးရမိတဲ့စစ်တုံးမန်းနဲ့မိသားစုဝင်တွေကိုစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့အညီထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါတယ်။စကိုင်းတိုင်းကံဘလူမြို့နယ်အတွင်းဇီးကုန်းတိုက်ပွဲမှာဖမ်းဆီးရမိတဲ့စစ်တုံးမန်းရဲတပ်သားတအူးရဲ့ကိုဝင်ဆောင်ဇနီးတွေကိုလည်းကျမ်းမာဘေးကင်းစွာမိဖွားနိုင်ရေးကူညီစောင့်ရှောက်ပေးခဲ့ကြပါတယ်။ စစ်တီတော်ကျင့်ဝတ်ကိုမြဲမြံစွာလိုက်နာပြီးစစ်ပွဲရဲ့ကြမ်းတမ်းမှုတွေကြားမှာပဲဘဝတစ်ခုကိုအနေရကင်းစွာ ပေါက်ဖွာလာစေဖို့ကူညီပေးခဲ့ကြတဲ့ရဲဘော်တို့ဟာတော်လိုင်းအင်အားစုတွေရဲ့တရားမျှတမှုစီးကမ်းလိုက်နာမှုနဲ့လူခွင့်ရေးတို့ကိုတံမိုးထားလေးစားသောပြည်သူဘတ်တော်သားဖြစ်မှုတွေကိုတသက်ထူလာခြင်းဖြစ်တာကြောင့်အထူးချီးကျူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။မြန်မာနိုင်ငံရေးဆိုရကာကွယ်ဝင်ကြီးဌာနရဲ့ကုတ်ကဲမှုအောက်မှာရှိကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေအားလုံးဟာစစ်ဘက်ဆိုင်ရာကျင့်ဝတ် Code of Conduct တွေနိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ International Humanitarian Law IHL ဘာတိုက်ပွဲဝင်ရဲဘော်များအတွက်ဆောင်ရန်ရှောင်ရန်စတဲ့စီမင်းစီကံကျင့်ဝတ်တွေကိုလေ့လာသင်ယူကြရပြီးအတိအကျလေးစားလိုက်နာကြရပါတယ်။ နိုင်ငံတကာလူသားချင်းစာရဥပဒေဆိုတာတိုက်ပွဲတွေအတွင်းမှာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်နိုင်မှုနဲ့ထိခိုက်မှုအနည်းဆုံးဖြစ်နိုင်မှုအတွက်ထုတ်ပြန်ထားတဲ့စီးမျဉ်းဥပဒေသားတွေဖြစ်တယ်။ဆရာနာရှင်စနစ်အမြင့်ဖြတ်ဖို့နဲ့ Federal Democracy စနစ်ပေါ်ပေါက်လာဖို့တိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေအနေနဲ့ဒီစီးမျဉ်းဥပဒေသားတွေကိုရန်သူလိုက်နာသည်ဖြစ်စေမလိုက်နာသည်ဖြစ်စေငါတို့လေးစားလိုက်နာကြဖို့အလေးနက်တိုက်တွန်းလိုတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးရီမွန်ကတိုက်တွန်းထားတာလည်းရှိပါတယ်။လက်ရှိကာလမှာဖြစ်ပွားတဲ့ထိတွေ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ဟာအရမစစ်သားစုဆောင်းထားတဲ့သူတွေကိုလူသားတိုင်းတစ်ဖွဲ့အုံပြုပြီးရှေ့တန်းကနေအသေးခံခိုင်းနေတဲ့အခြေအနေတွေမြင်တွေ့ရတယ်လို့လက်ရဖမ်းဆီးမိတဲ့စစ်တုံးမန်းတွေထဲမှာဆိုရင်လေအတိစိတ်ကင်းမဲ့တဲ့အထိမူရစေဝါတုံးဆွဲထားကြသူတွေအများအပြားပါဝင်နေတာကိုတွေ့ရပါတယ်။ဒါကြောင့် အရမစစ်သားစုဆောင်ခံကြရသူတွေအနေနဲ့ဝိရစေဆွဲပြီးရှေ့တန်းမှာအသက်အသေးခံကြရတဲ့အထိမမိုက်မဲကြပဲရရနီးလန့်နဲ့ဒေါ်လာရင်းအင်အားစုတွေစီပူးပေါင်းကြဖို့တိုက်တွန်းပြောကြလိုပါတယ်ဆက်လက်ပြီးကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ္မကြီးဦးကျော်မိုးထွန်းရဲ့ Credential Challenge အတွက်ဝိုင်းဝန်းတောင်းဆိုပေးနေကြတဲ့ပြည်ရင်းပြည်ပကပြည်သူလူတစ်ရက်လုံးကိုအထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ် ကြောင်မဲမြို့တွင်ကိုစစ်ကောင်စီတပ်စတင်ဝင်ရောက်လာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ရက်ကွက်နှစ်ခုတည်းအထိအော်တိုဘာ၁ရက်မနက်ပိုင်းကစပြီးစစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်လာပြီလို့ဒေတာခန့်တွေစီကသိရပါဗျာ။ ဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကရက်ွက်ကိုတိလင်းနဲ့ရက်ွက်တအုပ်ချင်းပဲရသေးတာဖြစ်ပြီးငွေတော်ကနေလမ်းခွဲဘက်ဝင်နေတာတွေ့ခဲ့တာပြစ်ခတ်တန်တွေကတော့ကြားနေရဆဲဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။ကြောက်မဲဒေတာခန်အမျိုးသမီးတယောက်ကစစ်တပ်ကမြို့ထဲဝင်လာပြီးတိလင်းရောက်ပြီးပြစ်တော့ပြစ်နေသေးတယ်။နေမြေရှင်းကောက်အဖက်ကဝင်လာတာငွေတော်လမ်းခွဲဘက်ကရဲ့ဒီမနက်ညီမပတ်ကြည့်ခဲ့လို့သိရတာအစောကြီးရောက်နေကြတာဟုတ်ပါလို့ပြောပါတယ်။ ေတာခန့်အမျိုးသားတယောက်ကလောလောဆယ်တော့မြို့ထဲဝင်နေပြီးပြစ်ခတ်တံတွေကြားနေရတဲ့ဝင်နေဆိုတာအလုံးစုံတော့မဟုတ်သေးဘူးလို့ပြောပါရယ်ဒီနေ့မနက်10:00နာရီလောက်ကနေစတင်ကြားရတာဖြစ်ပြီးအပြန်လမ်းမဟုတ်ပဲတစ်ဖက်ပဲပြစ်ခတ်တံကြားရကြောင်းနဲ့အပြင်ထွက်လို့မရတာကြောင့်ပြစ်ခတ်တံကိုပဲနားထောင်ပြီးပြစ်ခတ်တံကနီးနီးပြီးကျေလာတယ်လို့သူကပြောပါရယ် တိလင်နဲ့အုတ်ချင်းကရက်ွက်ကိုနဲ့ရက်ွက်တစ်ဖြစ်ပေမဲ့ချောင်းပဲချတာဖြစ်ပြီးနေ့လယ်ပိုင်းကရက်ွက်တပင်ပေါ်လေးပဲဖြစ်ခတ်တံတွေကြားနေရကြောင်းစစ်ကောင်စီတပ်ဖွဲ့ဘက်ကမြို့ရဲကိုကောက်အလံအပါဝင်လမ်းကြောင်း၃လေးခုကနေဝင်ရောက်လာနိုင်ကြောင်းမြို့ခံကပြောပြပါတယ်စစ်ကောင်စီကနေဆက်ကုံတွေရလမ်းကြောင်းပေါ်ကနောင်ချိုကိုထိန်းချုပ်လိုက်ပြီးနောက်ပြီးခဲ့တဲ့ဩဂုတ်၁၈ရက်ကစပြီးကုံတွေရလမ်းမပေါ်ရှိကြောင်မဲမြို့နယ်ဘက်လေကြောင်း ဒရုန်းအဓိကသုံးပြီးတံပြန်ထိုးစစ်ဆင်လာကမနေ့စက်တင်ဘာ30ရက်ညနေ4နာရီကျော်ခန့်ကကြောင်မဲမြို့အဝင်ဝါထီရောက်ရှိလာတာဖြစ်ကြောင်းဒေသခံတွေစီကသိရပါဗျာ။ဒီမှာလူလူထောက်ခံတဲ့တံပတ်ကြီးဥကြုံမိုးထွန်းမြန်မာနိုင်ငံကိုကိုစားပြုရှိနေခြင်းဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုအတွက်အလွန်အရေးကြီးလာပါတယ်မြန်မာနိုင်ငံရဲ့အဖြစ်အပျက်အမှန်တွေနဲ့မြန်မာပြည်သူတွေရဲ့အတန်ကိုယခုအတိုင်းဆက်လက်ကြားသိစေဖို့အတွက် တမ်မကြီးဦးကျော်မိုးထွန်းရဲ့ကိုစားပြုခွင့်ကိုဆက်လက်ထောက်ခံပေးကြဖို့လဲ Credential Committee ဝင်နိုင်ငံများကိုမေတ္တာရက်ခံတိုက်တွန်းလိုပါတယ်။အကြံပေးဆေးဥစုအားလက်နက်များလေရင်လောင်စာများနဲ့စစ်ဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများကို ပေးပို့နေသည့်နိုင်ငံအသီးသီးကိုဖိအားပေး၍ပံ့ပိုးမှုများကိုအများဆုံးရပ်တန့်စေရန်အကြံပေးဆေးဥစုကကြိုတင်ပြင်ဆင်နေတဲ့တရားဝင်မှုမရှိသည့်အတူအောင်ရွေးကောက်ပွဲကိုတားဆီးပယ်ဖျက်ရန် စတဲ့အချက်တွေပါဝင်တဲ့ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး UNOCHA နဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ WIN WN တို့ကထုတ်ပြန်တဲ့နိုင်ငံတကာကိုတောင်းဆိုသောအချက်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကြိုဆိုပြီးထောက်ခံအားပေးကြောင်းပြောကြားလိုပါတယ်။ပြည်မှုကျူးလွန်သူတွေပြစ်ဒဏ်ကျင်းလွန်မှုမရှိသေးပဲ၎င်းတို့ကျူးလွန်ခဲ့တဲ့ပြည်မှုတွေအပေါ်တာဝန်ယူမှုတာဝန်ခံမှုရှိသေးရမယ်ဆိုတဲ့ WIN WN ရဲ့စူးစမ်းအားထုတ်ပေးမှုကိုလည်း ်ပြောင်းသမရမြန်မာနိုင်ငံကိုကိုစားပြုတဲ့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့အပြည့်အဝထောက်ခံကြောင်းပြောကြားလိုပါတယ်။အထူးသဖြင့်အချမ်းဖတ်ဆေးဥစုလေတဲ့ရဲ့အမိတ်ကိုကဲမှုအစဉ်စဉ်အထောက်အထားအချက်လက်တွေကိုစုဆောင်းနေတယ်လို့ဒဘာအိုင်ဒဘန်ကအတည်ပြုပေးထားတာကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။နိုင်ငံတကာရွေးကောက်ပွဲအကူအညီပေးရင်းနဲ့လေးလာရေးအဖွဲ့တွေဖြစ်တဲ့ IDEA လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက် Anfra နဲ့ Club Dimetric အသင်းတို့ကဆေးဥစုဟာ ပြည်သူလူထုကဒီမိုကရေစီနီးကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရနဲ့လွှတ်တော်ကိုမတရားအာဏာသိမ်းယူခဲ့ခြင်းပြည်သူလူထုအပေါ်ကြမ်းဖက်မှုအမြောက်များပြုလုပ်ခြင်းအတိုက်ခံနိုင်ငံရေးပါတီတွေပေါ်ပြင်းထန်ဖိနှိပ်တဲ့ဥပဒေတွေပြဋ္ဌာန်းခြင်းနိုင်ငံရေးကောင်းဆောင်တွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးထောင်ချခြင်းသတင်းမီဒီယာတွေပေါ်ပြင်းပြထန်ထန်ကန့်သက်တားမြစ်ခြင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုစနစ်တကျကျူးလွန်ခြင်းမဲစင်းအတွက်တကောင်စင်းအချက်လက်တွေဟာယုံကြည်ပွဲမရှိခြင်းနဲ့ ်နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာစံချိန်စံနှုန်းတွေကိုချိုးဖောက်နေခြင်းတွေကြောင့်တရားဥပဒေနဲ့မညီတဲ့အမိခံအတူအောင်ရွေးကောက်ပွဲ ဖြစ်ကြောင်းပူးရဲထုတ်ပြန်ကြေညာချက်ကိုအကြမ်းဖက်ဆဲအုပ်စုရဲ့အတူအောင်ရွေးကောက်ပွဲကိုထောက်ခံ အားပေးနေကြတဲ့နိုင်ငံကြီးတွေနဲ့လေးလာမယ်ဆိုတဲ့နိုင်ငံတွေအနေနဲ့အထူးသတိပြုစေလိုပါတယ်။အကြမ်းဖက်ဆဲအုပ်စုကနိုင်ငံတော်အာဏာကိုမတရားလုယူဖို့ကြိုးစားခဲ့တဲ့2020ခုနှစ် February လတရက်နေ့ကစပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ဆက်လင်းတဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာခွင့်ပြုမဲ့အတည်ပြုမဲ့ထုတ်ပေးခြင်းတွေကိုခြွင်းချက်မရှိရပ်ဆိုင်းထားဖို့မြို့သားညီညွတ်ရေးအစိုးရစီမံကိန်းဗန္ဒာရင်းနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကအမိတ်ကြေညာတာအမှတ်တင်မြင်းဆောင်2021နဲ့ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ရေရှည်အာမခံနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက်အာနာသိန်းစစ်တပ်နဲ့ချုပ်ဆိုတဲ့စာချုပ်တွေဟာ အကျိုးမရှိကြောင်းကိုစစ်ကော်မရှင်နဲ့ပူးပေါင်းပြီးမြမပြည်ကရသမျှအကျိုးအမြတ်တွေကိုတည့်ယူနေတဲ့ ရှင်းဝဲမဲ့နိုင်ငံရင်းနှီးမြုပ်နှံသူတွေကိုလည်းအထူးသတိပေးပြောကြားလိုပါတယ်။စစ်ကော်မရှင်ဟာနေ့စဉ်ပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေသလို၎င်းတို့ထိန်းချုပ်နယ်မြေအချို့မှာဆိုရင်လည်းစစ်ကော်မရှင်နဲ့သူတို့ရဲ့အကျိုးအထူးစီးပွားရေးလုပ်ငန်းရှင်တွေဟာ UN Guiding Principle on Business and Human Rights ကိုလိုက်နာခြင်းမရှိဘဲချိုးဖောက်တဲ့အပြင်အလို့သမားခွင့်ရေးဆောင်ရွက်နေကြတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကိုပါအမျိုးမျိုးဖမ်းဆီးနှိပ်စက်တရားမဲ့ထောင်ချနေကြတွေကိုလည်း နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ဒကုဒပုံမဖီအားပေးပြီးဆောင်ရွက်ကြဖို့အထူးတိုက်တွန်းကြောင်းပြောကြားရင်းအစီအစဉ်ကိုညီကုန်းချုပ်လိုက်ပါတယ်။ရေးတော်ပုံမုတ်ချအောင်ရမည်။